哎，第二十五。没没看到过吗？那个是被骗的。 ဘောဝတရားဟောက်ပြမှုပေကူသဘောဝတိုင်းသိရောတတိထားလိုက်တည်းစောရှုမတရားဟာခန္ဓာရဲ့ပင်ကိုယ်သဘောဝဖြစ်တယ် ဒါကမိမိကဘယ်လိုမှစိတ်ကူးကြံရတာမဟုတ်တဲ့ငကူသဘာဝတိုင်းသိနေမယ်ဒါလို့ဆိုတော့သိတတ်တဲ့စိတ်လေးခန္ဓာမှာရှုရမှာတရားပေါ်ပါတတိထားလိုက်ဦး ။ဒါကိုမိမိတို့လုံးလောက်ပြောပါနဲ့မရှားတဲ့ကြောင့်မြတ်စွာဘုရားဘယ်လိုချက်သားလို့သမဟိတောပိဋကတစိတ်ပြမသွားလို့ခန္ဓာမှာလရှိပဲဆိုရင်ယထာဘုဒ္ဓခန္ဓာရဲ့ပင်ကိုအမှန်ဖြစ်တဲ့လောတရားကိုပတ်သာလာသိမယ်။ဒါရှင်းနေတာပဲမိမိ ရှားဖွေလှုပ်ဆောင်မယူရတဲ့သဘောကိုပြတယ်ကျွန်တော်မြတ်စွာဘုရားရဲ့ဌာနတော်ရရထာဘုရားကြားကြားသိဖို့အတွက်ခန္ဓာကိုယ်တတိကယုံပဲတတိသာရကိစ္စက अरे जो मेरी माँ आराम न उजा नाडी सो आयो वो पीठ दे सब आयो ना उठू टाइप टू ये अभी चला 啊，谁一块有了？免得这些货物带走，免费四十个物品，税收的时候啊，啊，有五处征走路啊六啊，还利息的都抽上。 ပင်ကိုယ်ပဲသူ့သဘောวะအဲ့တော့မိမိတို့စိတ်ဟာအပြင်ဘက်ကအာယုအမျိုးမျိုးရှောက်အောင်ဘူးလို့အဲ့ဒီကသိဓမ္မနဲ့ပွားတယ်ကောင်းတယ်ဆိုးတယ်ဓာတုစိတ်ရဲ့တောင်းဟုတ်သူကသိရုံပဲအသိစိတ်ဖြစ်မှာပဲ မျက်စိနဲ့အဆင်းနဲ့တွေ့မြင်သည်ဖြစ်မဲ့နားနဲ့အံ့ကြကြားသည်ဖြစ်မဲ့နာသည်လျက်သည်စားသည်တို့အာယုနဲ့သူဝတ္ထုအားလျောစွာအသိဖြစ်သောသူသိတတ်တဲ့သဘောပဲရှိတယ်။ကောင်းတယ်ဆိုတဲ့မှန်တယ်မှားတယ်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ဒါပညာကိစ္စညာကိစ္စဖြစ် အဲဒီလိုအာရုံမျိုးမျိုးသိတတ်တဲ့စိတ်တတိထာယုခန္ဓာမှာထားလိုက်မယ်ထားလိုက်လို့လည်းခန္ဓာမှာသူအာရုံဝတ္ထုအားလို့ဆိုတော့သိတာပဲသူသိဟာကာယပတ္တာဒီဝတ္ထုနဲ့ ထွတ်တော့ပါဘူးနဲ့တိုက်တွေ့ပြီးတော့ခန္ဓာကိုယ်မှာထိပ်ပြီးဖြစ်လာအဲ့တော့သူကသိမှာပဲသိတော့သူတို့အကျင့်ပါနေတဲ့ပညာအာယုဂိတိသူသွားသိတာမာနမောရသူကိစ္စပေါ့သူမသိဘူးကိစ္စ တို့ကအပြည့်အလေးကျင်ထားတဲ့ပူရီးတွေထုံနေကျင်နေညောင်းနေညာနဲ့ကြိုက်ကြခဲ့တယ်ဒါသိပါဒါဦးမြတ်စွာဘုရားကခန္ဓာရဲ့သဘောအမှန်လားတော့ရုပ်ပရမတ်တွေရုပ်ပဏလက္ခဏာနဲ့ဖောက်ပြန်တာ အဲ့ဒီသဘောကိုသွားသိရမှာကိစ္စစိတ်ကတော့ဓာရီကိုပရမတ်ကိုမသိသိတတ်တာပဲရှိတယ်မှန်တယ်မှားတယ်သူ့အလုံးမဟုတ်တတိထားပြီးတော့တတိယသူ့အမှားကိုပြင်ပင်းအေးတယ်လို့သွားသိမဲ့အချိန်မှာပြညာဖယ်လိုက်ဒါပရမတ်လို့ဖြစ်တဲ့တွေ့ နာမည်မတတ်နဲ့သိတော့သိနေတယ်အဲ့ဒါဖောက်ပြန်တယ်လို့သိနောက်ဝညာဒီလိုသိပြောင်းပေးဖို့သတိထားရကိစ္စအကယ်မိမိတို့တတိကိုလွှတ်လိုက်ရင်ပူရိတဲ့ထုံလိုက်ခြင်းနဲ့ဆိုတော့ မမေတို့မှတ်ဖူးတဲ့ထုံးစာပညာအာရုံမတော်တတိထားတာပညာအာရုံမရောက်အောင်တတိထားတာသဘောဝတိုင်းသိဖောက်ပြန်တဲ့သဘောဖောက်ပြန်တဲ့ဆိုဘယ်လိုအဓိပ္ပာယ်ရှိသလဲ ခန္ဓာစုပေါင်းဖွဲ့စည်းထားတဲ့သဘောဝတရားတို့ဒီတည်ငြိမ်မှုခိုင်မာမှုတောင့်တင်းမှုတည်ကြမှုမြဲမှုအတွက်ဖွဲ့စည်းကြတာမဟုတ်တဲ့သဘောဝလမ်းကြောင်းတိုင်းပြည့်ဖို့လို့ဖောက်ပြန်လာတာဖြစ်တဲ့တွယ်ဖောက်ပြန်နေဆိုတာတည်ငြိမ်မှုခိုင်မာမှု မရှိတဲ့ ခန္ဓာရဲ့ပင်ကိုယ်သဘောပြောင်းလဲဖောက်ပြန်ရွေရှားပြည့်စည်နေတဲ့သဘောပဲဒီလိုသိပြီးတော့အတူတူသွားပြန်ဖောက်ပြန်တယ် ဘရမစောက်မှတ်တော်ဖောက်ပြန်လေဖောက်ပြန်လေမှတ်တော်တော့လေ့ကျင့်ကြလာတော့ဖောက်ပြန်လေဆိုတကယ်တော့ခန္ဓာရဲ့ပင်ဝင်သဘောဝါတော့လူထုံးစံအတိုင်းရွှေရှာပြောင်းလဲအမျိုးမျိုး တည်ငြိမ်ခိုင်မာမှုမရှိတဲ့သဘောကိုပြောတာပဲခန္ဓာကိုယ်ကတော့ဒီတိုင်းဖြစ်နေတယ်ဒါကိုလွန်လွယ်ကူကူမှတ်လိုက်တာဖောက်ပြန်တဲ့သဘောအော်ဒီခန္ဓာတစ်စီးရင်းနဲ့ယူရှာရင်ရောအုံမင်းအရိယာနေပြီးတော့ ယောဂအနာအရိယနေပြီးတော့အသေးတရိယပြောင်းလဲဖောက်ပြန်မတိမငိမခိုင်မမြဲလို့ဒီလန်းသွားပါလေလို့ခန္ဓာကပြရတဲ့အိဗေခန္ဓာဒီမိမိတို့ထင်ထားလို့ပြေးကြပြီးတော့ခိုင်မြဲပြီးတော့အသက်ရှိတဲ့ခန္ဓာမျိုးမဟုတ် မျက်စိတမိတ်အတွင်းမှာထုတ်ပြောက်ပြည့်စည်တဲ့သဘောကြီးပေါင်းစုထားတဲ့ခန္ဓာပဲဟုတ်ပြန်တဲ့သဘောကိုနေစေရစေအချိန်တိုင်းဆက်ခါဆက်ခါအကြည့်ရှုများတော့ ခန္ဓာသဘာဝပေါ်သံဝေကညာဝေဘယ်လိုလောကရမတည်တံခိုင်မြဲပါတယ်ဆိုတဲ့အတ္တဝါရနဲ့ခင်မြင်မှုကလုံးဝမမှန်ပါလား ခန္ဓာသဘောဝတိဒီတိုင်းပဲရူပပဏိစ္စဒုက္ခဝိပိဇ္ဇမဓမ္မပြစီပေါ့ပြန်ချုပ်ပြောက်ပုဂ္ဂိုလ်တော်အနေနဲ့ တွေ့ရစရာပါရစရာမကောင်းတဲ့သဘောဒါခန္ဓာရဲ့ပင်ကိုယ်ဝဲလို့မြတ်စွာဘုရားကအယရူပတ္တအာဒီနောအယံဒီသဘောတရားတွေကရူပတ္တထောက်ပြန်ပြောင်းလဲတဲ့သဘောတွေဖွဲ့စည်းထားတဲ့ရုပ်ပါမတ်ဆိုတဲ့သဘောတရားတို့အာဒီနောပင်ကိုယ်ရှိတဲ့အဖြစ်ပဲ ခန္ဓာလူခြင်းဒီအပြစ်ရခန္ဓာရှိရင်ဒီအပြစ်တွေရှိခန္ဓာတွေ့ရရင်ဒီအပြစ်တွေတွေ့ရခန္ဓာသဘာဝကြီးလှည့်ပြားပြီးတော့တမျိုးတစ်ခုပြောင်းလဲသွားတာမဟုတ်တဲ့ပင်ကိုယ်သဘာဝပုံမှန်ကိုတွေ့ရလေထောက်ပြန်တဲ့သဘောသူသည်မတိမငိရွှေရှားပြောင်းလဲပြည့်စည်နေပါတယ်သဘာဝတရားပြ ဒါကိုသိပါခန္ဓာလေးလာတဲ့ဉာဏ်ဒီဒါပဲသိဖို့ရှိ ခန္ဓာရမှန်သဘောကိုသိပါတယ်ဆိုရင်ဒီသဘောတရားဖောက်ရံပြည့်စုံတာပဲသိတာလိုရလို့တခြားပဲဒါအမှန်ဆုံးအရင်အကျဆုံးခေတ်စာဝိပဿနာတိကျုံနာပရမတ်ကိုရှုပါတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးပုဂ္ဂိုလ်များ သာသနာတော်ရဲ့လုံလောက်ရုပ်ဝရမတုဖောက်ပြန်တယ်အဲ့ဒါလိုဖောက်ပြန်တယ်အဲ့ဒါလိုပြည့်စည်နေပါလားဒီသီကိုလွန်ဆောင်ပြီးစုနိုင်တဲ့တရားဌာနလည်းမရှိဘူးမြတ်စွာဘုရားပြည့်နေရှင်လည်းမရှိမိမိတို့သည်အရင်ကြကြအောင်မမကောင်ကသိဖို့ အခြေခံမိဖုရားဖြစ်ဖို့လိုတယ်။ဖောက်ပြန်တဲ့သဘောမြဲမြဲသိထားပါ။မိမိတို့အသိဟာခန္ဓာပရမတ်ပေါ်မှာအခြေခံမိမိရရရှိသွားရင်ရှိသွားမဲ့သဘောတရားတွေဟာသူ့ဝိသ္စနဲ့သူသွားတာလိုရော အခြေခံမဆိုင်လို့မပြည့်ပြင်းတော့ရှိသွားတဲ့ကိစ္စတွေလုံလောက်မခက်ဘူးမလို့မိမိတို့အသိမှာခက်ဒါကြောင့်ဝိသုဒ္ဓိမတ္တရာမှာယထာဘုဒ္ဓအာသနာတာသုတ်တိကာမပိရေကြီးတာဝိသုဒ္ဓိနာရိကေသန္တိဝါမတ္တပိယုတ်ရေနော် ဒီသာယုမသူရဲ့သာသနာ့ဒီသာသနာတော်မြတ်၌ပௌရိဃာမစင်ကြဲတဲ့ကိလေသာမစင်ကြဲတဲ့နေကုန်လို့အလိုရှိကြပါကုန်လို့ရေယောဂီတို့အကျင့်တရားလို့အားထုတ်တဲ့ယောဂီတို့သည်ဇေထာဘုဒ္ဓခန္ဓာကြီးအရင်းဆုံးဖြစ်တဲ့သဘာဝတရားပေါက်ပြဖို့သိမှုဆိုတဲ့သဘောတရားရင်းကောင်ကိုအာသာနန္တာ မတိကြအောင်ဘာကုံပဲဖြစ်ဝါတိအောင်လက်ကျင်အားထုတ်ဖြစ်မရှိဘာပဲနဲ့ဝါမန္တာအသာကြီးကြီးရေဆုပ်ဆုပ်ဘယ်လိုပဲအားထုတ်တော်လဲပဲဝိသုဒ္ဓိကိလေသာမှာစင်ကြဲတဲ့နိဗ္ဗာန်ကိုနာရီကိစ္စနဲ့မရမညာဘူးအိမတသဘောဝကြတယ်အဖို့မိတ် ကိလေသာမှာစင်ကြဲတဲ့ကိလေသာနိဗ္ဗာန်နိဗ္ဗာန်လိုရှိလို့အာထုပါတယ်ဆိုတဲ့ယောဂီဟာကိလေသာမဖြစ်တဲ့လမ်းကြောင်းဖြစ်တဲ့ပရမအာယုံမှာယထဘုဒ္ဓကြာကြာမသိကြရဲ့ဖြင့်ဘာရီဘယ်လိုဘယ်လိုအလားတည်းဒီရေဆုဆုဘလောက်အာထုအာထုမရပါဘူးအဲ့တော့မှန်ကန်တဲ့စား အခြေခံဖြစ်တဲ့ပရမတ်မှာမိမိရဲ့ရမသိရင်အထက်တားအကျဆုံးဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့အတ္တကတပရမတ်ဘယ်လိုမှမရအတ္တကတပရမတ်ကိုရဖို့အတွက်သင်္ကတပရမတ်နဲ့ဝင်လေ့ကျင့်သွားတက္ကဒဆိုတာကအကြောင်းတရားတို့ပြုရင်ဖန်တီးတည်ဆောက်လိုက်တာတက္ကဒ အဲ့ဒီခန္ဓာမှာကာကြောင့်စိတ်ကြောင့်ဥရုကြောင့်အာဟာရကြောင့်အဲ့ဒီအကြောင်း ထောက်ပတ်နေလည်းဥဖောက်ပြနေတာတေကတ္တပရမနိဗ္ဗာန်ဒီကာသိဥရုဟာရအကြောင်းတရားထောက်ပတ်မရှိတဲ့ထောက်ပတ်မှုခါယူတဲ့တရားမဟုတ်တဲ့အတေကတ္တအမှန်တရားပရမအတေကတ္တပရမ အဲ့ဒီအကြောင်းတရားထောက်ပါမရှိတဲ့ထောက်ပါမှုမခံယူတဲ့အတ္တကတ္တနိဗ္ဗာန်အတွက်ထောက်ပါမှုခံယူနေရတဲ့မိမိတို့ထောက်ပြန်တဲ့သဘောသင်္ကတ္တပရမတ်ကိုတော်အထောက်ပါအကြောင်းအထောက်ပါဆိုတဲ့သင်္ကတ္တတရားကုန်ပြတ်မှချုပ်ဆုံးကုန်ပြတ်မှထောက်ပါမှုမရှိတဲ့အတ္တကတ္တဖြစ်သွားတယ် ဖောက်ပြန်နေဖောက်ပြန်နေဖောက်ပြန်နေအကြောင်းတရားထောက်ပါနေဖောက်ပြန်နေလို့သိတဲ့အချိန်မှာပစ္စယပရိခအကြောင်းထောက်ပါသိစီတယ်အကြောင်းထောက်ပါညောင်းဖောက်ပြန်နေလို့သိတယ်အကြောင်းမကင်ဘူးအဲ့ဒီထောက်ပါနေအကြောင်းတို့တဖြည်းဖြည်းကုန်ပြုတ်သွားလို့ထောက်ပါမှုမရှိတော့မှအသင်္ကတပရမနိဗ္ဗာန် ထောက်ပြန်နေတဲ့သဘောပြည့်နေတဲ့သဘောတရှိပြီးထောက်ပံ့တဲ့အကြောင်းလေအားနဲ့ကုန်ဆုံးသွားကိုလေ့ကျင့်ကိုယ်ရောအသင်္ကတာဖြစ်သွားဒီခန္ဓာဒီရတော့ကကာယကြောင့်စိတ်ကြောင့်ဥရုကြောင့်အာရကြောင့်သူတို့ထောက်ပေါ်နေတဲ့ရှိရဲ့ အကြောင်းတရားတွေခိတ္တရက်သွားတော့လောကမှာသုတိမရဏပြောတာသိတယ်အကြောင်းတရားတွေလုံးဝပြတ်သွားရဲ့လို့အဲ့ဒါသဘုတ်စီတော်မရဏဖြစ်သွားအကြောင်းပြတ်အကြောင်းပြတ်ရင်အတ္တကတာဖြစ်သွား အဲ့မိမိတို့ဒီအကြောင်းပြအောင်ကိုယ်ရလုံးလောက်ပြောကနေဘာမှမလုပ်ခွင့်နဲ့တရားသဖြင့်ထောက်ပါလို့ထောက်ပြန်တဲ့သဘောတွေပဲဒါတွေပျက်စီးသွားတယ်ဆိုတဲ့အကြောင်းအထောက်ပါပြတ်နိုင်တဲ့ကိစ္စမျိုးလက်ကျင်အားထုတ်ထောက်ပြန်နေထောက်ပြန်နေတယ်ထောက်ပြန်နေတယ်ထောက်ပြန်နေတယ်နောက်တော့ပြတ်တယ်ပြတ်တယ်ပြတ်တယ်ဆိုထောက်ပါနေအကြောင်းတဖြည်းဖြည်းနဲ့ချုပ်လာပြတ်လာ အဲကာကြောင်းလေးရစေကြောင်းဥရကြောင်းဟာရကြောင်းလေးရထိုက်တဲ့နေရာကြောင်းပြက်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 သွားအရဒမဲ့လက်ကြောင်းအကြောင်းစီများအကုန်ပြက်ထွက်သွားတယ်ဘွားကြီးအလင်္ကနာအဲဒီရဲ့တွေ့အဓိကအရင်ဖြစ်တဲ့ယထာဘူတံအဆောင်လန္တာမသိတဲ့အရင်ကတည်းကသိအောင်ဖောက်ပြန်တဲ့သဘော ဖောက်ပြန်နေတယ်အကြောင်းထောက်ပေါ်ညောင်ဖောက်ပြန်နေပါလားလို့အဓိပ္ပာယ်ပါတော့ကြည့်ပါအဲ့ပြည့်တယ်သောပြည့်တယ်သောဒီအကြောင်းချုပ်နေတော့အောင်လို့အားထုတ်ခရာချုပ်ကြီးမို့ဖောက်ပြန်တဲ့ဘုရားကြက်ကြက်မြင်လာလို့ဒီသဘောတရားတွေဟာ အခန္တော်အနိသောအမနာပေါ်နေသက်စရာသဘောကြရစရာတော်ရစရာမပါတဲ့သဘောတရားတွေပဲအဲ့ဒါတွေကတကယ်ဘုမမကြီးသာဆိုတော့လူကျင်စရာတော်ရစရာအားထားခံလည်းမဟုတ်ပါလားတဖြည်းဖြည်းနဲ့ဓာရီမြင်မိနိဗ္ဗာန်ဖြစ်တော်ရမှု ပြတ်သွားရဲ့ အကျုံးပြတ်သွားရင်တော့သူ့ဟာနဲ့သူအလေးနာဖြစ်သွားအဲခန္ဓာရဲ့ပင်ကူအကြောင်းတရားကိုထောက်ပဖို့ကြောင့်ဖောက်ပြန်တော့ဉာဏ်မျက်ခြင်းမပြတ်ပဋိသာပြီးတော့ ငြိမ်သက်မှုခိုင်မာမှုပီတတ်မှုမရှိတဲ့ပြောင်းလဲဖောက်ပြမှုတွေပဲခန္ဓာတစ်ခုလုံးကြီးလောဘတဏ္ဏနဲ့လူကြီးရာမရှိတဲ့ကာမဒုက္ခလိကရဲ့အာယုံလည်းမဟုတ်သဘောတရားတို့ခန္ဓာရဲ့ပင်းလဘောတရားဖြစ်တဲ့အတွက် မိမိခန္ဓာကိုယ်ကိုရှားဖွေလှုပ်ဆောင်ယူရတဲ့အတ္တကိတောင်သာသဘောတရားလည်းမဟုတ်ဖောက်ပြန်တဲ့သဘောလို့သိသွားရင်အစွန်းလွတ်တဲ့အမိဖြစ်သွားမယ်ဒီမှာပြိပ္ပာသတ်သာကိုယ်ကလွတ်ယူရတာမဟုတ်ဘူးဒီအစွန်းနဂိုရေဒီအသည့်ပရမဘာဂိုကအစောမပါတော့အစောပါတော့လှည့်ကြည့်လိုက်ပညာရော အဲ့တော့မိရောဘာမအာယုသိနေတဲ့အတွက်အစွန်လွတ်တာသတ်သတ်မလုပ်ရသူကနဲ့တစ်ဖြစ်တယ်ဒီယောဂီတွေအားထုတ်မှုကအင်တန်လိုရတယ်ဘာရညာတွေဟောရတရားနှလုံးမသွင်းရသတိထားပြီးခန္ဓာမှာကြည့်လို့တရွရတစုပ်လို့ခန္ဓာရဲ့ပင်ကိုယ်သဘောကိုဟိုကလည်းရှားယူရတာမဟုတ်ဘူးညာဘောမှာရောက်လာတော့မှဖောက်ပြန်နေဖောက်ပြန်နေဖောက်ပြန်တဲ့သဘောတွေပါလား ဖလိုက်တဲ့သိနေရောအဲ့ဒီသိများများသိရဲ့အခိုင်မယုံကြည်ကြရအောင်သိရဲ့ကိုလွားတဲ့ပန်းတိုင်းကြောက်ထားပါလေလာပါလေ့ကျင့်ပါ မိမိစိတ်ကူးလုံးဝပေါ်ဝင်သွားတယ်တွေ့တဲ့သဘောတရားမှလည်းပဲဟိုဟိုဒီဒီမစင်းစားမှုသွားမှလည်းပဲစုပ်ပါနေဆိုရုပ်တမလည်းငဲ့တွေ့တဲ့သဘောပေါ်မှတတ်တတ်တဝိပဿနာအဲ့ဒီမှာရှိပါသိနေပါဒါပြစ်စုပ်ပါရှိပါရဲ့လို့ တကယ်မိမိအကျိုးအတွက်အကူရဆိုတော့ကိုယ်ခန္ဓာရှိတဲ့ကိုယ်အားကိုယ်အောင်တရားကိုယ်သိဖို့တော့ဒါအန္တလိုအပ်တယ်ကိုယ်ကျိုးအတွက်ကိုယ်လိုရတဲ့ကိစ္စထောက်ပြတဲ့သော သတိထားလို့ဉာဏ်ပါပါသိတယ်အသိဟာခိုင်မာတဲ့အာဟုရဖြစ်ဖို့အထောက်အကူတစ်ချက်ရပါနောက်တစ်ခါဘောဒီခန္ဓာသည်တည်ငြိမ်မှုမရှိတဲ့သဘောတရားဖောက်ပြန်နေတာပဲတစ်ချက်အထောက်အကူရပါ ဒီလိုနဲ့ဖောက်ပြန်တဲ့သဘောသိတိုင်းသိတိုင်းမိမိလိုအပ်တဲ့ပဏ္ဏယောကိုတစ်ချက်တစ်ချက်တလားတလားအထောက်ကူရရဲ့သိတိုင်းသိတိုင်းမိမိလိုအပ်တဲ့ပဏ္ဏနဲ့နီးနီးသွားပန်းတိုင်းဒီဘလောက်နီးတယ်ဘလောက်ဝေးတယ်ဆိုတော့ ခပ်ပန်းချက်ကတော့ကိုဘလောက်ခန္ဓာပါသဘောပေါက်လဲယုံကြည်မှုဘလောက်ရမလဲဒါပြန်တွက်လိုက်အဲ့တော့ခငိုင်မောမယုံကြည်ရပါလို့နင်းနီးလေးရှိတော့ပေါက်တိုင်းဒါကုညာကိုပြန်ဆက်ပါတို့တရားထုတ်နေလို့လို့မဆစ်ပါနဲ့ပြည့်ရမယ့်အလုပ်တစ်ခုပဲတရားထုတ်ကလိုအပ်သိနေပါ တခဲကိုဖောက်ပြန်ပြောင်းလဲမနေတဲ့သဘောတွေပဲတခဲကိုတည်စားမှုခိုင်မာမှု မရှိတဲ့ခန္ဓာပဲဒါကြောင့်ဖောက်ပြန်နေတာပဲဒီသည့်ဟာမင်းတောင်းတယ်ကိုရောက်ဟောထောက်ကိုအဲ့ဒါနဲ့ပြုတ်ရသည်ပဲလေ့လာကြည့်ပါထောက်ကူပြုတယ်ဆိုတော့ခန္ဓာကိုယ်ဖောက်ပြန်တဲ့သဘော တင်းကြီးခိုင်မောမှုမရှိဘူးလို့သိတယ်သိရခန္ဓာတွယ်လာတဲ့အတွယ်တောင်တစ်ချက်တစ်ချက်ပွာသွားတာဟောတကယ်တော့မင်းကြီးတို့ခန္ဓာကိုအမှန်မှသိလို့တွယ်လာပါလားအမှန်သိတော့တွယ်လာစရာမရှိတဲ့ခန္ဓာပါလားဒီသိပါသွားတာအချိန်နည်းသွားသတိထားပါခန္ဓာ မိမိလေ့လာလေ့ကျင့်နေတာခန္ဓာကိုခန္ဓာသဘောဝသည်မိမိအတွက်အေဟိပတိကောအေဟိလာပါကြည့်ပါဣမန္တမခန္ဓာရဲ့ပင်ကိုဖြစ်ရှိနေတဲ့သဘောတရားကိုပတ်သာရှုသမာခေါ်ပြသလိုပရဝရတရားကိုမှောက်ကမှုမရှာရဘူးခန္ဓာမှာရွာနေတယ် စိတ်နဲ့ပုံနဲ့အိမ်နဲ့ထုံလက်ချင်းခန္ဓာပြပေးနေမိမိကသတိထားပြီးတော့အတိမှန်နဲ့သာဖောက်ပြန်နေဖောက်ပြန်နေဖောက်ပြန်နေလို့လိုက်ပြီးမရှိကြိုးစားရှု kai ki bi roi